အလုံးမင်္ဂလာပါဖြိုးပိုင် blog ကနေပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်ကတော့တရှိဖြိုးပိုင် Burmese blogger အဖြိုးပဲဖြစ်ပါတယ်။ဒါပါတော့စင်ကာပူနေတဲ့လူတစ်ယောက်အနေနဲ့စင်ကာပူ English ကိုမဖြစ်မနေသိရမယ်ပေါ့နော်။ဆိုတော့ဒီနေ့ဒီဗီဒီယိုမှာကျွန်တော်စင်ကာပူ English ဆိုတာပါလဲ။စင်အင်္ဂလိပ်ဆိုတာပါလဲ။ဒါမှမဟုတ်ဘယ်လိုလေ့လာရမလဲ။ကျွန်တော်ကိုယ်တိုင်ရောဘယ်လိုလေ့လာခဲ့တာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ရိုးရိုးရှင်းရှင်းနဲ့ပြောပြပေးတော့မှာဖြစ်ပါတယ်။ဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုပေးပါ။ကျေးဇူးပါ။နောက်တစ်ခုဗီဒီယိုလေးကိုအချိန်နေလိုက်တယ်ဆိုရင်တော့ like and subscribe လေးနဲ့ follow လေးပါလုပ်သွားပြီးတော့ကူညီပေးလို့ရပါတယ်ဆိုတော့ညဦးစောအနေနဲ့ Singapore English ဆိုတာပါလေ Singapore English ဆိုတာလက်ရှိကျွန်တော် Singapore နိုင်ငံသားတွေအသုံးပြုနေစဉ်အသုံးပြုနေကြတဲ့အင်္ဂလိပ်စကားအပေါ်မှာမလေးတမီတရုတ်ဘာသာစကားတွေက influence ပါလာပြီးတော့ local english ဒီ slam တခုပဲဖြစ်တယ်ဗောနော်ဥပမာဘယ်လိုပြောချင်တာလဲဆိုရင် are you going ကို are you going လို့မပြောဘဲနဲ့ကျွန်တော် british မှာဆိုရင် are you going လို့ပဲပြောလိမ့်မယ်ဒါပေမဲ့ စင်္ဂလိပ်ဖြစ်နေတဲ့အတွက် you going or not ဒါမျိုးလို့ပြောတယ်ပေါ့နော်နောက်တစ်ခုကတော့ okay လို့မပြောဘဲနဲ့သူတို့ကဒီသူတို့ရဲ့ influence ဖြစ်တဲ့အာ okay okay လာကံလာဒါမှမဟုတ်သုံးလိုက်တဲ့လာအလားဆိုရည်ဒီသူတို့ရဲ့ယဉ်ကျေးမှုအပြောဆိုတွေကနေ double up ပေါ့နော်ပေါက်ဖွားလာတဲ့ဟာလိုမျိုးလားဆိုတဲ့စကားလုံးမျိုးကိုမြန်မာလိုအခေါ်ဝန်နဲ့ဆိုရင်တရားပေါ့နော်အဲ့ဒါကိုသူတို့သုံးလေးရှိတယ်ဆိုတော့စင်္ဂလိပ်ဆိုတာဗာလဲလို့မေးတယ်ဆိုရင်သူတို့ရဲ့နေ့စဉ်သုံး language ပေါ်မှာမူတည်ပြီးတော့ဒီ နေ့စဉ်သုံးနေတဲ့ English ပေါ်မှာမူတည်ပြီးတော့မှအနေနဲ့တရလေးတွေကော့လိုက်တာညှို့လိုက်တာမျိုးပေါ့နော်အဲ့ဒါမျိုးခေါ်တယ်။ဆိုတော့လွယ်လွယ်ကူကူနဲ့ပြောရမယ်ဆိုရင်စင်ဘူ English ဖြစ်တယ်စင် English ကိုတက်ချင်တယ်ဆိုရင်တော့တရကွန်တက်ဖို့လိုတယ်ပေါ့နော်အာနောက်ကနေလာမာအဲ့လိုမျိုးတရုတ်ရင်ကျေးမှုအရာမှားဆိုရင်တရုတ်မှာဆိုရင်ကျတို့ဒီအမေးစကားလုံးဖြစ်တဲ့ဟာလိုမျိုးပေါ့နော်အဲ့လိုမျိုးနောက်ကနေမေးလို့ရတယ် အဲ့မျိုးနည်းနည်း influence ဖြစ်ပြီးတော့ရောတယ်ပြီးတော့ရင် develop ဖြစ်လာတဲ့အတွက်အဲသူတို့ရဲ့ယဉ်ကျေးမှုလို့လည်းပြောလို့ရတယ်ဒါပေမဲ့တခုတတိထားမှာကဒီ sin english ကိုသုံးတဲ့အချိန်ညာရင်စင်ကာပူလာပြီးအလုပ်လုပ်နေတဲ့အချိန်ညာရင်အာဒီရုံးပိုင်းနေမှာသွားပြီးတော့ဒီ sin english ကြီးကိုသွားမသုံးနေပေါ့နော်အာပုံမှန် local ကြီးတော့နားလေပဲဆိုပေမဲ့သူတို့ရဲ့ဒီတခြားနိုင်ငံကလူတွေနဲ့စကားပြောတဲ့အချိန်ညာရင်ကိုယ့်ရဲ့ level ကနည်းနည်းလေးနှိမ့်နေတတ်တယ်ပေါ့နော်ပြီးတော့အာယဉ်ကျေးမှုမရှိတဲ့လူတယောက်အနေနဲ့လည်းတတ်မှတ်ခံမှာဖြစ်တယ်ပေါ့နော်ဆိုတော့နည်းနည်းတတိထားဖို့တော့ပြောချင်ပါတယ် ဆိုတော့ Singapore English ကိုဘယ်မှာစလေ့လာမလဲဘယ်ကနေလေ့လာမလဲကျွန်တော်ကိုယ်တိုင်ကဘယ်ကနေလေ့လာခဲ့ရလဲဆိုတော့ပထမအဆုံးအနေနဲ့ပြောရမယ်ဆိုကျွန်တော်ကိုယ်တိုင်ကတော့လေ့လာခဲ့တာက TikTok ကကျွန်တော်တို့ဒီအိန္ဒိယနိုင်ငံသားတယောက်ဖြစ်တဲ့ဒီ Singuma ဆိုတဲ့တယောက်ရှိကူမာဆိုတယောက်ရှိပေါ့နော်သူမှကျွန်တော်လေ့လာခဲ့တယ်ဒါတော့ထားပါတော့ဆိုတော့အခုလက်ရှိလူတွေဘယ်ကနေလေ့လာမလဲဆိုရင် YouTube channel ဖြစ်တဲ့ free channel တွေပေါ့နော်အမှကျွန်တော်တို့ဒီ Wa Banana ဟာသာပုံစံနဲ့ Sing English အာဒီ dialogue တွေပေါ့နော်အများကြီးကိုသူတို့တင်ပြီးတယ်အဲ့ဒါနေကြည့်ပြီးတော့လေ့လာလို့ရတယ်နောက်တစ်ခုကကျတို့ our grandfather story သူကတော့ဒီ real story ဖြစ်တယ်ပြီးတော့ရင် authentic sing english ဖြစ်တယ် singapore english ဖြစ်တယ်ပေါ့ YouTube channel တွေမှာသွားပြီးတော့လေ့လာလို့ရတယ်သူတွေကဘာမှ premium ကြီးစောင့်စီရမလို့ free တင်ပြီးတယ်ကျွန်တော်တို့ TikTok နဲ့ Instagram မှာဆိုရင်တော့အဲဒီ Sing English Tutorial ဒါမှမဟုတ် Singapore Slang ဆိုပြီးမှရိုက်ရှာကြည့်လို့ရပါတယ်ပေါ့နော်။အာမကြခွန်းနဲ့ကြည့်ရင်တော့တုံးနေအဆက်တွေကိုနားလည်သွားလိမ့်မယ်ပေါ့နော်။တဘာဝကြသွားလိမ့်မယ်။ အာသူရဲ့ဒီနောက်ကခုနကြော်ပြောလို့ပေါ့နော်တုံးနေ asset နေ influence development ပေါက်ပွားလာတဲ့အရာတွေအကုန်လုံးကိုတည်သွားလိမ့်မယ်ပေါ့နော်အာဒါမှမဟုတ်ကျွန်တော်ရဲ့ဒီစင်္ဂလိပ်ဒီတန်ကိုပဲလေ့လာနေတဲ့လူတယောက်အနေနဲ့ဆိုရင်တော့ကျွန်တော်က YouTube မှာသွားပြီးတော့လေ့လာဖို့ကပို့ပြီးတော့ထိရောက်လိမ့်မယ်လို့ထင်တယ်ပေါ့နော်အာဒီကလေးအတူထွာလေးတွေကြည့်ကျင်နေဆိုရင်တော့ TikTok မှာခုနကျွန်တော်ပြောသလိုစင်္ဂလိပ်တူတိုရီရဲ့ဒါမှမဟုတ်အာစင်ကာပူ language လို့ရိုက်ရှာလိုက်တာ ਨੇ ရလာလိမ့်မယ်။ဒါမှမဟုတ် Singapore Slam လို့လိုက်ရှာလိုက်လေသူတို့ထွက်လာလိမ့်မယ်ပေါ့နော်။အာနောက်ပြီးအဓိကအကြဆုံးဖြစ်တယ်ကျွန်တော်တို့ daily pride ပေါ့နော်။ကိုယ့်ကိုယ်ဘယ်လိုမျိုးလေ့ကျင့်ရမလဲဆိုတဲ့အချိန်မှာ Singapore မှာလက်ရှိနေတဲ့လူတွေဆိုရင်တော့အလေ့ကျင့်ရတာပိုလွယ်လိမ့်မယ်ပေါ့နော်။တကယ်လို့မြန်မာပြည်ကနေဆိုရင်တော့ကိုယ့်ကိုယ် daily pride ကိုမှန်ကိုကြည့်ပြီးပြောပေါ့နော်။အာ Singapore မှာရှိနေတဲ့လူတွေဘယ်လိုမျိုးလေ့လာလေ့ကျင့်ရမလဲဆိုရင်အာတကယ်လို့ counter မှာကျွန်တော်တို့ canteen တွေမှာ coffee မာတဲ့အချိန်ညာရင်အာ copy o go song အဲအဲ့လိုမျိုးပြောပါတော့ဒါဆိုကျွန်တော်ဆိုအရန်ပြီးခဲ့တယ်မှာပါတယ်ပေါ့နော်အဲကျွန်တော်လည်းအစကတော့နည်းနည်းလေးတွေးဝေတယ်နည်းနည်းလေးမပြောတတ်ဘူးရှက်တယ်ပေါ့နော်အဲနောက်ပိုင်းကျဖြည်းဖြည်းချင်းတတ်သွားပါလိမ့်မယ်ပြီးတော့နောက်တစ်ခုကတက်စီတွေကျွန်တော်တို့ဒီတက်စီဓမားရည်နဲ့စကားပြောတဲ့အချိန်ညာရင် I want to go there can or not အဲ့လိုမျိုးပြောပါတော့အဲဒီ can or not ဆိုတဲ့စကားလုံးကိုထည့်ပြောအဲတကယ်တမ်းသူတို့ရဲ့ UK printed မှာတော့ can or not လို့တော့မပြောပါဘူး တကယ်တမ်းသူတို့ပြောတာကတခြားပါနော်တကယ်တမ်းဒီ sing english မှာပြောတာတော့ can or not လို့ easy thing လို့ပြောတယ်ပေါ့နော်အဲကျွန်တော်ဗီဒီယိုတစ်ခုမှာ singapore ရဲ့ဒီ language ကိုဘယ်လိုသုံးလဲဆိုတာကိုကျွန်တော်မေးပြောပြဖို့ပဲပေါ့နော်အဲနောက်တစ်ခုက singapore ရဲ့ဒီ culture culture sing english ကိုသုံးကြည့်ရတာပို့ပြီးတော့လေ့လာရတာပို့လွယ်ခြင်းနဲ့ဆိုရင် singapore က singapore နိုင်ငံသားတွေပြီးတော့ရင်ဒီအော်တခြားမလေးနိုင်ငံသားတွေနဲ့စကားပြောကြည့်တဲ့အချိန်မှာတို့ရဲ့လေယူလေတိုင်းနေပို့ပြီးတော့နားလည်နိုင်မယ်ဒါပေမဲ့ခုနကသတိပြုရမှာတော့ကျွန်တော်တို့ဒီ အကိုက office ဘိုင်းမှာလုပ်နေတဲ့လူတွေ့ဆိုရင်တော့ sing english ကိုတုံးတဲ့အချိန်မှာနည်းနည်းသတိထားလူရေးပြီးတော့ပြောတင်တယ်ပေါ့နော်အာဒီသူ့ရဲ့ဒီ sing english က family ဖြစ်တယ်အာပြီးတော့ရင် net ဟာတာ fan ဘက် like တယ်ပေါ့နော် fan ဘက်နည်းနည်းတွားတာဖြစ်တယ်တပိုင်းရုံးပိုင်းမှာလုံးဝမတင်တော့ပါဘူးပြီးတော့အချို့ fridge တွေကလည်းလက်ခံလို့မရတဲ့ fridge တွေရှိတယ်ပေါ့နော်အာဘာလဲဆိုရင်ဟောလာဝေတို့ဘာလို့တော့တွားတော့မလုပ်နဲ့ပေါ့နော်ကျွန်တော်ဆိုရင်နည်းနည်းအချင်းဖြစ်နေပါ ਈ ဆိုတော့ထားပါတော့ဆိုတော့တုံးတဲ့နေရာအတိကလေ့လာဖို့လိုပါတယ် ဆိုတော့ဒီ၅ခုကိုအချင်းချင်းပြောမယ်ဆိုရင်ပထမတစ်ချက်အနေနဲ့အာ YouTube မှာသွားပြီးလေ့လာပါအာ YouTube မှာကျွန်တော်တို့ဒီခုနက Brandna page တို့ဘာလို့ပေါ့နော်အမှားပါလိုက်လေ့လာပေါ့နော်အာ through free channel တွေဖြစ်တယ်ပြီးတော့ TikTok Instagram မှာ same english phrase တွေအာဒီ same english tutorial လို့ရိုက်ရှာလိုက်ရတယ်နံပါတ်၄ချက်နေနဲ့နံပါတ်၃ချက်နေနဲ့ကျွန်တော်တို့ဒီအဲ့မဲ့၃ချက်အနေနဲ့ single website တွေ dictionary တွေမှာလိုက်ပြီးတော့ရှာလို့ရတယ်။အဓိကကတော့ခုနကကြော်ပြောလို့ TikTok နဲ့ YouTube ကိုသွားပြီးတော့ live နေတိုင်းကြည့်နေမယ်ဆိုရင်တို့ရဲ့ဒီ ၃နေအတန်၃နေပြီးတော့တို့တို့ရဲ့ fridge တွေကိုမှတ်မိသွားလိမ့်မယ်ပြီးတော့ daily practice လုပ်ဖို့ပြောချင်တာကတော့ counter တွေမှာ coffee မာတဲ့ချင်းကိုကိုယ်တိုင်သွားပြီးတော့ coffee ရောကိုဆုံး coffee ရောကိုဆုံးဆိုတာကသူ့ရဲ့အတိတ်ပဲကတော့ coffee ကိုဘာမှမထည့်တာပလိန်ပေါ့နော်အာ black coffee လိုမျိုးပေါ့နော်အဲ့ဒါကို coffee ကိုကိုဆုံးလို့ပြောပါတယ်ပြီးရင်ကိုပီလို့ပြောတာက coffee လို့မပြောပါဘူး coffee ကကျွန်တော်မြန်မာနိုင်ငံကအာထွက်တဲ့ပုံစံပြီးတော့ဒီ british ပုံစံပေါ့နော် coffee ဒီမှာတော့ကိုပီလို့ပြောပါတယ် ဆိုတော့အဲ့ဒါတော့သတိထားပါအာနောက်တစ်ခုပြောချင်တာကရုံပိုင်းမှာလုံးဝမတုံးနဲ့လုံးဝမတုံးတဲ့စကားလုံးနေရှိပါတယ်ဆိုတော့ sing english ကိုတုံးမယ်ဆိုရင်နည်းနည်းသတိထားပြီးတော့နေရာဒေတာလိုက်တုံးပါเนาะဆိုတော့ဒီဒီဗီဒီယိုမှာတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်မိတ်ဆွေက sing bu ရဲ့ english နဲ့ပတ်သက်ပြီးလေ့လာနေလဲဆိုရင်တော့ဒီအချက်တွေကိုနေ့တိုင်း practice လုပ်ပြီးရင်တော့သူ့အားနဲ့သူဖြည်းဖြည်းချင်းတစ်လအတွင်းဖြည်းဖြည်းချင်းတက်သွားပါလိမ့်မယ်ပေါ့နော်ဆိုတော့ဒီနေ့ဒီဗီဒီယိုတော့လောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်